နောက်တစ်ခုကစကားပြောရတဲ့ပတ်သက်တဲ့ဟာသူကခွီးဖြစ်ပါတယ်ခွီးဆိုတာကကျွန်တော်တို့စကားပြောတယ်ဒါပေမဲ့ तू ကပြောဆိုဆွေးနွေးတယ်တယောက်နဲ့တယောက်စကားဆက်မြည်ပြောတာပေါ့နော်တကယ်ချင်းနှစ်ယောက်ဒီလိုမျိုးစကားဆက်မြည်ပြောနေတဲ့ပုံစံမျိုးလေးကိုခွီးနဲ့တုံးတယ်ပေါ့နော်ဟုတ်ပြီဒီမှာဝါကြကမင်းညားကတင်ချစ်သူနဲ့ဘလောက်ကြာကြာစကားပြောခဲ့လဲနော် မင်းညာကတင်ချစ်သူနဲ့စကားဘလောက်ကြကြပြောခဲ့လဲပေါ့နော်အဲ့လိုမျိုးမေးတာပေါ့နော်မွတ်ခွန်းခွန်းခွေးကပ်ဖန်နန်မိုင်မွတ်ခွန်းခွန်းခွေးကပ်ဖန်နာမိုင်မွတ်ခွန်းဆိုတာညာကမင်းညာလို့ပြောချင်တာပေါ့နော်ခွန်းတင်ခွေးစကားပြောတယ်ကပ်နဲ့အတူဖန်ချစ်သူရေးစား นานไหมจ่าลาเมื่อคืนคนคุยกับแฟนนานไหม วันนี้ญาติเต็นชิดูเนสกาจะจะเปียวแกตลาบ่เนาะอารมณ์มีเลยบ่เนาะไอเราเปลี่ยนผีไรเดคุยนานมาก จนเกือบตีสอง คุยนานมาก จนเกือบตีสอง ดินยามาดีสกาเลยไม่มีแมทเนเนาะ ကือบဆိုတဲ့စကားကိုကျွန်တော်သင်ခဲ့ဘူးတယ်ကือบဆိုတာနီးပါတခုခုနီးပါပေါ့နော်မဖြစ်သေးဘူးဖြစ်လို့နီးပါ ਉਹ ပြောတာအဲ့တော့ဒီအသေးပဲကိုကျွန်တော်တို့ပြန်မယ်ဆိုလို့ရှိရင်အာခွီနန်မဆိုတာကဒီစကားအကြကြီးပြောခဲ့တယ်ကျွန်ထီအောင်ဘယ်ထီအောင်လဲကือบနီးပါတီးဆောင်မနက်2နာရီခုလို့ညမနက်ခင်း2နာရီပေါ့နော်ညာနှစ်နာရီကိုတီးဆောင်လို့ခေါ်တယ် ဒီနေရာမှာဆိုဒီစကားလုံးလေးတွေအကုန်လုံးကအတိတ်ပဲကိုသူရှိတယ်ပေါ့နော်ခွီနာမအကြိုင်ပြောခဲ့တယ်ကျွန်းထီအောင်ကືအနီပါတီဆောင်မနဲ့နှစ်နာရီနီပါခန့်ပြောချင်တာမနဲ့နှစ်နာရီနီပါခန့်နော်မနဲ့နှစ်နာရီနီပါခန့်ထီအောင်တတော်ကြကြပြောခဲ့တယ်မွတ်ခွန်းคนคุย กับแฟนนานไหมคุยนานมาก ကျွန်းကပ်တီဆောင်ဟုတ်ပြီနော်ဒီမှာဆိုဒီစကလုံးလေးတွေအများကြီးအဓိပ္ပာယ်ရှိတယ်ပေါ့နော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ဆက်သွားမယ်နောက်ထပ်ပြောပြတဲ့အကြောင်းအရာတစ်ခုကလောက်ဖြစ်ပါတယ်လောက်နော်လောက်ဆိုတာကပြောပြတယ်ဘာကိုပြောပြရလဲအဖြစ်ပြက်ဇလန်းတွေကိုပြန်ပြောပြတယ်အတိတ်ကအကြောင်းအရာတွေကိုပြန်ပြောပြတယ်နော်ပြီးခဲ့တဲ့အကြောင်းအရာမျိုးကိုပြန်ပြောတဲ့အခါမျိုးကိုလောက်လို့ပြောရယ်နော် အဲ့ဒီနေရာမှာကျွန်တော်တို့ဝါကြလေးတွေပြန်ပြောမယ်ဒီအကြောင်းကိုဘသူ့ကိုပြန်ပြောပြဖို့လဲပေါ့နော်ကျွန်တော်တို့ပြောခဲ့တဲ့ကျွန်တော်တို့ဖြစ်ပြက်ခဲ့တဲ့အကြောင်းအရာတစ်ခုခုပေါ့နော်ကြုံခဲ့တဲ့အကြောင်းအရာတစ်ခုခုအတိတ်ကာလဖြစ်ပြက်ခဲ့တဲ့အကြောင်းအရာတစ်ခုခုကိုတခြားတငယ်ချင်းဒါမှမဟုတ်တခြားကိုရဲ့ဒီငယ်တဲ့သူတခြားတဲ့သူတွေကိုပြန်ပြီးတော့ပြောပြရတယ်ပေါ့နော်အဲ့ဒါမျိုးကိုပြောပြဘူးလားလို့မေးတဲ့ပုံစံမျိုးပေါ့နော်ခေလောက်เรื่องนี้ให้ใครฟังไหม ခေဖူးတယ်လောက်ပြောပြတယ်လင်းနီဒီကိစ္စကိုဟိုင်းပေးတယ်ဟိုင်း cry fang မိုင်းဒါဘသူ့ကိုပြောပြဘူးလေပေါ့နော်ဟိုင်း cry fang မိုင်းဘသူ့ကိုပြောပြဘူးလေခေလောက်လင်းနီဟိုင်း cry fang မိုင်းဒီအကြောင်းကိုဘသူ့ကိုပြန်ပြောပြဘူးလေဒီမှာပြန်ပြီးတော့ဖြေတယ်ဘသူ့ကိုမှမပြောပြဘူးပါဘူး สวยชิมายังลิปอะไรเด็ดเนาะยังไม่เคยเล่าให้ใครฟังเลยยังสุรานี้เนี่ยว่าจะบอกเนาะยังไม่เคยเล่าให้ใครฟังเลย ยังไม่เคยเล่ามาเปียวปยาบูบาบูให้ใครฟังเลยเนาะเป็นตูกขอมันมาเปียวปยาบูบาบูหรือเปล่าใช่ปะเนี่ยคืเล่าเรื่องนี้ให้ใครฟังไหม อย่างไม่เคยเล่าให้ใครฟังเลยประตูกูมาไม่เปียวปาบูบาบูดีเปียวอันเนี่ยปะตะเตะสกาเนี่ยนาวซงตะคูก็รอกลาวဖြစ်ပါတယ်กลาวဆိုတာကဘယ်နေရာမျိုးမှာကျွန်တော်တို့ပြောလဲဆိုလို့ရှိရင်ဒီပြောကြားတယ်ထုတ်ဖော်ပြောကြားတယ်ဒီလိုမျိုးပေါ့เนาะတရားဝင်အခမ်းအနားတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တီဗီအစီအစဉ်တွေဒီတင်အစီအစဉ်တွေထဲမှာ ကလောင်နဲ့တုံးတယ်ပေါ့သူကတော့တကယ်ဒီဘယ်လိုပြောမလဲတည်င်းစာတွေဒီတည်လွှင့်တဲ့အနေအရာမှာတုံးတယ်ပေါ့เนาะကျွန်တော်တို့ဒီဒီတမရတွေမိန်ကုန်းပြောတာတော့ပါလို့ဆိုတော့အဲ့လိုမျိုးကလောင်နဲ့တုံးတယ်ပေါ့เนาะဒီနေမှာဘော့လို့မတုံးပေါ့เนาะဒါတရားဝင်ပုံစံမျိုးလေးဆိုတော့စာနဲ့ရေးပြီးပြောတဲ့ဟာပေါ့เนาะဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ဒီမှာသူ့ရွားကြလေးကိုကျွန်တော်တို့ကြည့်မယ်သူကဝင်ကြီးချုပ်ကဘာပြောလိုက်လဲဝင်ကြီးချုပ်ကဘာပြောလဲပေါ့เนาะ ဲ့ဒါကိုဒီမှာရေးထာยတယ်ท่านนายกรัฐมนตรี กล่าวว่าอย่างไร ท่านลูจิเมน นายกรัฐมนตรี เนาะ ท่านนายกรัฐมนตรี นายกรัฐมนตรีสุรากาจนเราวินจีจูกูเปล่าบ่เนาะ ထန်းဆိုတာရှေ့မှာလူကြီးမင်းလူကြီးမင်းဝင်ကြီးချုပ်ပေါ့နော်ဒါမင်းလည်းလူကြီးမင်းဝင်ကြီးချုပ်သူထောက်နေရောနော်ဝင်ကြီးချုပ်ပဲပေါ့နော်ဝင်ကြီးချုပ်ကကလောင်ပြောကြတယ်ဘာတွေမိန်ကြားလဲပေါ့နော်အဲ့လိုမျိုးနော်ဝါရန်ရိုင်းဝင်ကြီးချုပ်ကဘာတွေမိန်ကြားလိုက်တလေထုတ်ဖို့ပြောကြားလိုက်တလေပေါ့နော်ထန်းနာယုတ်ရတ်ထမန်တရီကလောင်ဝါရန်ရိုင်းဝင်ကြီးချုပ်ကဘာတွေပြောလိုက်လဲအဲ့တော့ကျွန်တော်အောက်မှာပြန်ဖြည့်တယ် ท่านกล่าวว่าလူကြီးမရပြောတယ်ဒီနေရာမှာရှေ့မှာသူရဲ့နာယုတ်ရထမွန်တရီကိုဖြောက်လိုက်ပြီပဲเนาะ။ဘာကြောင့်လဲဆိုတော့သူကပြန်ဖြည့်ရဲ့စကားလုံးပေါ့เนาะ။ท่านกล่าวว่าเราต้องร่วมมือกัน เราတို့တွေต้องမဖြစ်မနေလုပ်ရမယ်။ร่วมมือกันဆိုတာပူးပေါင်းပြီးတော့ဆောင်ရွက်ရမယ်ပေါ့เนาะ။တယောက်နဲ့တယောက်ဒီร่วมมือมือပေါ့เนาะ။ဒီလက်လက်ကိုတယောက်နဲ့တယောက်စုပ်ကိုင်ပြီးတော့ပေါ့เนาะ။ အဲ့လိုဆိုတော့ပူပေါင်းပြီးဆောင်ရွက်ရမယ်ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ထန်ကလာဝလူကြီးမင်းကပြောတယ်ရာဝတုံရောမူကန်တို့တွေငါတို့တွေဒီမှာရာဝဆိုငါတို့ပြောတာနော်ငါတို့တွေတုံရောမူကန်ပူပေါင်းပြီးတော့လှုပ်ဆောင်ရမယ်လို့ဒီဝင်ကြီးချုပ်ဖြစ်တဲ့ထန်ကပြောတယ်ထန်ဆိုလူကြီးမင်းပေါ့နော်အားလုံးကိုကျွန်တော်တို့ဂုံဒီရရှိရဲ့လူကြီးမင်းနဲ့အားလုံးကိုထန်လို့တုံးတယ်ပေါ့နော်ဟုတ်ပြီဒီညမှာကျွန်တော်တို့ ဘောဟုတ်ပြီဒီနေရာမှာကျွန်တော်တို့တွေဖို့ဘောခွေလောက်ကလောက်ဆိုတဲ့ဒီထိုင်းစကားမှာပြောရတဲ့ပတ်သက်တဲ့စကားလုံးတွေကျွန်တော်တို့လေ့လာခဲ့ပြီးပေါ့เนาะနောက်ရက်များမှာကျွန်တော်ဒီစကားလုံးတွေအားလုံးကိုစုပေါင်းပြီးတော့ဒီပြောတဲ့ဝါကြအရှိလေးတွေဖြတ်ပြီးတော့တင်ပေးမယ်ပေါ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခေါ့ခွန်ခပ်